ပါစကားကာလတတ္တမမြောက်သတင်းပတ်ရဲ့စနေနေ့ ရှင်ရောင်းအင်္ဂလိပ်ကျမ်းအခန်းကြီး21အခန်းငယ်20မှ25ပေထရုသည်နောက်သို့လှည့်ကြည့်လျင်ယေရှုခရစ်တော်မူသောတပည့်တော်သည်မိမိတို့နောက်မှလိုက်ပါလာသည်ကို မြင်လေ၏ထိုသူသည်ကားညစာစားပွဲ၌ကိုရော်၏ရင်ခွင်ကိုမှီလျက်သခင်ဖျား ကိုရော့ကိုအနှံ့မိသူကမိသူဖြစ်သည်နီးဟု မေးလျှောက်ခဲ့သောသူဖြစ်၏ပေထရုသည် သူ့ကိုမြင်လျင် သခင်ဖျားဤသူ၌မိခဲ့သူဖြစ်လိမ့်မည်နီးဟုယေရှုအားမေးလေ၏ယေရှုကငါကြွလာမည်ကာလတိုင်အောင် သူအားအသက်ရှင်စေရန်ငါအလိုရှိလျင်လေတင်နှင့်မိတို့ဆိုင်သည်နီးငါနောက်သို့လိုက်လောဟု သူအား မိန်တော်မူ၏ထို့နောက်ထိုတပည့်တော်သည်မသေးနိုင်ဟူသောစကားသည်ညီကိုတို့အကြားတွင်ပြန့်နှံ့လေ၏သို့တော်ယေရှုကသူအားဤသူသည်မသေးနိုင်ဟုဆိုခဲ့ခြင်းမဟုတ်ဘဲငါကြွလာမည်ကာလတိုင်အောင်သူအားအသက်ရှင်စေရန်ငါအလိုရှိလင်လေတင်နှင့်မိတို့ဆိုင်သည်ဟူ၍သာမိန်တော်မူခဲ့ခြင်းဖြစ်၏ထိုတပည့်တော်သည်ကား ဤအကြောင်းအရာများကိုတက်သေးခံ၍ရေးသားထားသောသူဖြစ်၏သူဤတက်သေးခံချက်မှန်ကန်ကြောင်းကိုလည်းငါတို့သိကြ၏သို့သောယေရှုပြုလုပ်တော်မူခဲ့သော အခြားအရာများစွာရှိသေး၏ထိုမှုအရာတစ်ခုစီကိုရေးသားမှတ်တမ်းတင်ရမည်ဆိုလျှင်ရေးသားရမည့်စာဆောင်များကိုထားရှိရန်ဤကဘာမြေတွင် နေရာရှိတော်မူမဟုတ်ဟုငါထင်မြင်မိပါသည် ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ following believing and loving now like him ယုံကြည်ခြင်းနဲ့ချစ်ခင်ခြင်းဒီနေ့ရှင်ပေထရုကို now like ဖို့အတွက်တော်တော်တုတ်တုတ်ပဲမှာကြားထားတာကို တွေ့ရပါတယ်ခရစ်တော်ကနေပြီးဒီနေ့ကျမ်းပိုင်မှာလည်းပဲရှင်ပေထရုနဲ့ရှင်ယောဟန်နှစ်ပါးကို ရှင်တွဲပြီးဖော်ပြထားတာတွေ့ရပါတယ်။ attack မှာလည်းပဲအဖြစ်ပြက်တွေဒီလိုရှင်တွဲတဲ့အရာတွေကို တွေ့ရပါတယ်။ညစာစားပွဲမှာတွေ့ရတယ်။သခင်သူရှင်မြန်ထမြောက်တဲ့အချိန်တင်းကြိုင်းကိုဟင်းလင်းဖြစ်နေတဲ့နေရာမှာလည်းပဲတွေ့ရတယ်။ခရစ်သူကတိုင်လန်းတစ်ချောင်းမှာလည်းပဲရှင်ယောဟန် လိုက်သွားပြီး ရှင်ဘေထုကညင်ပေခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုလည်းရှင်တွဲထားတာတွေ့ရပါတယ်ဒီနေ့မှလည်းပဲရှင်တွဲထားတာကိုတွေ့ရပါတယ်ဒီလိုရှင်တွဲထားခြင်းဟာလည်းပဲကြည်ရွယ်ချက်ရှိရှိ ရှင်တွဲပြသထားခြင်းလည်းပဲဖြစ်ပါတယ်လို့ကျွန်တော်တို့မှတ်ချက်ပြုနိုင်ပါတယ်တတို့နှစ်ပါးဆန့်ကျင်ဘက်အရာတွေအများကြီးရှိပါတယ်ကိုယ်ရည်ကိုယ်သွေး personality မတူကြပါဘူးတစ်ပါးနဲ့တစ်ပါး ရှင်ဘေထုက fragile တိကွေရှာလွယ်တဲ့အခြေအနေမျိုးမှာ ရှိပါတယ်။ကြာရှုံးမှုတွေညင်ပယ်မှုတွေတတ္တိကြောင်းမှုတွေရှိပါတယ်။ရှင်ယောဟန်မှာကြတော့ ideal စံနမူနာဖြစ်နေတဲ့အရာတွေလည်းအများကြီးတွေ့ရပါတယ်။အတန်ငယ်ရွယ်တဲ့လောကအမြင်နဲ့ကြည့်မယ်ဆိုရင်တခင်ခရစ်တော်ကိုယ်တိုင်ကလည်းချစ်တယ် ခရစ်သူတိုင်ခြေရင်အထီကောင်ကိုလိုက်သွားတဲ့တစ္ဆာမဖောက်ခဲ့တဲ့ဒီအချက်တွေကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့ရှင်မေထုရှင်မေထုက အားလုံးသောနောက်လိုက်တွေကိုကိုစားပြုပါတယ် all disciples အားလုံးသောနောက်လိုက်အခက်ခဲရှိတယ်ချွင်းချွတ်ချက်ရှိတယ်အမျိုးမျိုးသောလူသားအနေချက်တွေရှိတဲ့နောက်လိုက်အားလုံးကို ကိုစားပြုနေသလိုရှင်ယောဟန်ကလည်းပဲ နောက်လိုက်တွေထဲမှာမှစာနမူနာပြုရမယ့်စာနမူနာ ideal disciple ဆိုကို ကိုစားပြုနေပါတယ်စံပြပုံကိုတွေကိုကိုစားပြုနေပါတယ်တရားကြီးပဲမကဘူးပထမကျမ်းမှာကြည့်မယ်ရှင် ဆိုရင်လည်းပဲရှင်ဘောလူအကြောင်းကိုကြားပါတယ်ရှင်ဘောလူနှုတ်ကပတ်တော်ဟောကြားခြင်းမှာသက္ကပုံရရောပုံတွေကိုလည်းကြားပါတယ်ဒါကြောင့်မလို့ဒီပုံကို၃ပါးကိုတွဲပြီးကြည့်မယ်ဆိုရင်တခင်စု ခေါ်ခြင်းဟာအားလုံးစုံသော အမျိုးမျိုးသော ပုံစံတွေရှိတဲ့ပုံကိုယ်တွေကိုခေါ်ပါတယ်အမျိုးမျိုးသောအချွင်းချွတ်တွချက်ရှိတဲ့ပုံကိုယ်တွေကိုခေါ်တယ်စံပြပုံကိုယ်တွေကိုလည်းပဲသူခေါ်တယ်သူ့ကိုဆန့်ကျင်မဲ့ပြုတဲ့ရန်သူတွေကိုတော့မှရှင်ဘောလူလူလူမျိုးကိုတော့မှ သူ ခေါ်တာကိုတွေ့ရပါတယ်ဒါကြောင့်မလို့သူ့ရဲ့ခေါ်ခြင်းဟာအဝိုက်အဝန်းဟာအကုန်လုံးကိုခြုံမိတယ်အကုန်လုံးကို ခေါ်တယ်ဆိုတာကို မှတ်ယူကြမှာဖြစ်ပါတယ် to follow means to believe now ပါ now like ပါဆိုတဲ့အရာအတိတ်ပဲဟာပါအတိတ်ပဲရလဲဆိုရင်ယုံကြည်ပါလို့အတိတ်ပဲရပါတယ်အရာအလုံးထက်ကောင်းမြတ်တယ်ဆိုတဲ့အကြောင်းကိုယုံကြည်တယ်အရာအလုံးသူ့မှာရှိတယ်ဆိုတဲ့အကြောင်းကိုယုံကြည်တယ်ကိုကိုတိုင်းထက်ဦးစားပေးရမယ်ပုံကိုအဖြစ်ကိုဖြစ်နေတယ်ဆိုတာကိုတရားယုံကြည်ပါတယ် ။ဒါအပြင်နောက်လိုက်ပါဆိုတဲ့ဟာကချစ်ပါဆိုတဲ့အရာလည်းပဲပါနေပါတယ်။ဒီပုံကိုယ်ကြီးဒီမှာသွားတူနေတာ တွေ့ရပါတယ်။ခုနပုံကိုရေးရရမတူဘူး။သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေမတူတော့လည်းပဲ နောက်လိုက်တဲ့နေရာမှာတူနေတယ်။ယုံကြည်တဲ့နေရာမှာတူနေတယ်။ချစ်ခင်တဲ့နေရာမှာတူနေတာကို တွေ့ရပါတယ်။ဒါကြောင့်မလို့အသိတော်တွေမှာလည်းအမျိုးမျိုးသောပုံကိုယ် အမျိုးအစားပေါင်းများစွာရှိပါတယ်အခြေခံတူညီချက်တွေကိုကျွန်တော်တို့ရှာဖွေဖော်ထုတ်ပြီးကမှပို့ပြီးကမှစီလုံးရမှညှိညွတ်ရမှပူပေါင်းကြရမှလည်းပဲဖြစ်ပါတယ်ဟိုလူကတော့ဖြစ်ဟိုလူဖြစ်နေတယ်ဒီလူကတော့ဖြစ်ဒီလူဖြစ်နေတယ်ဒါမျိုးမြင်နေဆိုတာထက်ခုနတူညီတဲ့အချက်ရှာဖွေပြီးကမှဒီမတူညီတဲ့အရာတွေကိုစုစည်းပြန်လဲတစ်ခုနဲ့တစ်ခု ပေါင်းဆက်ပြီးကမှ ဒီနောက်လိုက်ချင်းဒီသာသနာပြုခြင်းလုပ်ငန်းကိုစီလုံးညီညွတ်စွာ ပါဝင်ကြမှာပဲလေဖြစ်ပါတယ်။